ဟုတ်တယ်မင်္ဂလာပါ။တမောင်တချို့ရဲ့ဒီခင်မြားစီမလေကလေးများစီတို့ဆိုတာကိုစပ်ပြီးဖတ်တာမှဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ညာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။ဒီပိုင်းမှာတော့ဒတဂီရီကြားရင်ဖြတ်တော့မယ်ဆိုတဲ့စာမကိုစပ်ပြီးတင်ဆက်မှဖြစ်ပါတယ်။ တတဂီရီကြားရင်ခြားတော်မယ်ကျွန်တော်နဲ့တက္ကသိုလ်ကြီးတခုမှာတာဝန်ချခြင်းကစိုက်ကားဆရာတူနဲ့ညီရင်အကူပမာရင်းနှီးခဲ့ကြပါတယ်ထိုစိုက်ကားဆရာကကျွန်တော်နဲ့မှမဟုတ်ပါ တက္ကသိုလ်ကျောင်းထဲကဆရာဆရာမကျွန်တော်များများနဲ့လည်းရင်းနှီးကျွမ်းဝင်သူဖြစ်ပါတယ်ကျွန်တော်ကတော့အထူးတလဲလို့ပဲဆိုကြပါစို့ ေးသွားစီးပြန်လို့ကိစ္စလေးတွေတော့မကတော့ဘဲနဲ့တစ်ခါတခါသူ့စိုက်ကားလေးကိုအေးအေးလူလူလှိမ့်သွားတိုင်းကနေစားတောင်းဆိုင်တဆိုင်ဆိုင်မှာသွားထိုင်ပြီးတောင်ရောက်မြောက်ရောက်စကားဝိုင်းဖွဲ့ပြတာမျိုးတွေမကြမကြာရှိတတ်ပါတယ်။တကြနေအဝေးတင်ចောင်းသားတွေတကြနေဝေးတင်တက်ကတူចောင်းသားတွေရှုပ်ရှက်ခက်နေတဲ့ရဲများအတွင်းမှာ ူနဲ့ကျွန်တော်တို့ထုံးစံတိုင်းဆုံးမိကြပြန်ပါတယ်။သူကသူ့ဆိုင်ကလေးကိုခဏထားခဲ့ပြီးတော့ကျွန်တော်နဲ့အတူလိုက်လာခြင်းပဲဖြစ်ပါတယ်။သူ့ဆိုင်ဆိုတာကအဝေးတင် တက္ကသိုလ်ကျောင်းသားတွေရောက်လာတာကမှခါရမီဖွင့်တဲ့ယာယီလက်ဖက်ရည်အေးစားတောင်းဆိုင်လေးကိုဆူလို့ခြင်းပဲဖြစ်ပါတယ်။တက္ကသိုလ်ကောလိပ်ဝင်းကျင်မှာအဝေးတင်တက္ကသိုလ်ရက်တွေရောက်တော့မှထထပြီးဖွင့်ကြတဲ့ဒီလို ဆိုင်ကလေးတွေကအများပြပဲဖြစ်တော့သူ့ဆိုင်ကလည်းဒီလိုဆိုင်မျိုးပဲဖြစ်ပါတယ်။လက်ဖက်ရည်အဖျော်စရာကကာရိုမီအဖျော်စရာဇဝဲတွေကကာရိုမီဇဝဲတို့အကျော်သမားကကာရိုမီအကျော်သမားစကားတွေတောင်ရောက်မြောက်ရောက်ပြောချင်ရင်လည်းတနေရာရောက်တော့စိုက်ကားစရာကသူ့အဖျော်စရာအဘုံနဘုံအကင်းမပပုံတွေကိုရင်ဖွင့်လာတဲ့အခါမှာကျွန်တော်မှာခေါင်းနှက်ပန်းတွေတောင်ကြီးသွားမိတယ် ကျောင်းသားလူငယ်ဇပွဲဝိုင်းတဝိုင်းနဲ့ယောက်ျားလေးက2ယောက်3ယောက်မိန်းကလေးက2ယောက်3ယောက်ယောက်ျားလေးတွေကလက်ဖက်ရည်မိန်းကလေးကအအေးတို့ပြင်ဇပွဲတို့လေးကိုလှမ်းမာလိုက်ပြီးယောက်ျားလေးတွေကတယောက်ကထပြီးဆက်လိုက်ပဲထဝဲတယ်လို့လို့အအေးပဲဆက်လိုက်မိပဲညှိတယ်လို့လို့အပေါ်အပါပဲသွားတယ်လို့လို့နဲ့လက်ဖက်ရည်ပြောတဲ့ကောင်တာရှိရာကိုရောက်လာပါလိမ့်တဲ့ပြီးတော့အဖျော်စရာစီကိုအသာရလေးချင်းကပ်ပြီးတော့ ေးပြားကလေးအချို့ကိုလမ်းပေးနေတဲ့မိန်းကလေးတွေရဲ့အေးခွက်များအတွင်းကိုထည့်ပေးလိုက်ရန်ဘုရားဘုရားစသိန်းထားစရာကြီးပါလားအဖျော်ဇာကဟုတ်ကဲ့ထည့်ပေးလိုက်ပါမယ်ဆိုတဲ့တင်ကြီးသားနဲ့ခေါင်းညင်ပြပြီးသူဆိုင်ရှင်ဆိုင်ကားစရာကိုဆန္ဒတောင်းခံပါတယ်ထည့်ပေးလိုက်ရမှာလားမထည့်ပေးလိုက်ရဘူးလားဆိုတဲ့အဖြစ်ဒီတော့မှဆိုင်ရှင်ဆိုင်ကားစရာကဒေါသထွက် အဖျော်ဆရာကိုအနှဆွဲခေါ်ပြီးအသုံးမချရကောင်းလားလို့တိတ်တိတ်ကျိတ်စုဘူးချင်းမောင်းအဲ့ဒီဈေးပြားတွေအသာလွှင့်ပြလိုက်လို့လောက်ရချင်းဖြစ်ပါတဲ့။ဟောကန်ကြီးပြီလို့ပေါ့။ရင်းဖြစ်ဖြစ်က2000ပြည့်နှစ်လောက်စီတုန်းကကျောင်းသားတွေကျောင်းသူတွေကြားကဖြစ်ဖြစ်ဒီတုန်းကဆိုင်ကားဆရာရဲ့မျက်နာကိုကြည့်ရင်းနဲ့ကျွန်တော်စိတ်ညစ်ညူသွားခဲ့ပုံတွေကိုယခုပြန်တရရတော့ပြန်ပြီးညစ်ညူမြန်ညစ်ညူမြဲတာဖြစ်ပါတယ်။ကဘာပေါ်မှာ ဆွပြန့်လွမ်းမောပွဲရာချစ်ချင်းမေတ္တာတရားတွေခန့်ချောက်ပါခဲ့လေပြီလားအခု2021ခုနှစ်ဝေးချိန်ကိုရောက်လာတော့စာနယ်ဇင်းတွေပေါ်မှာကာမစိတ်ကိုလှုံ့ဆော်စေတဲ့စားစာဆိုတာကိုရပ်ဖန်ရန်ကတွေ့တွေ့လာရတယ်။တရားမဝင်ဝင်ရောက်လာတဲ့ဈေးဝတွေ၊ PK တွေ၊ချိုချင်းတွေ၊ကော်ဖီတွေ၊ချောကလက်တွေကိုဖမ်းပြီးလို့မျိုးသားဈေးဝဥပဒေအရအရေးယူရကြောင်းသတင်းတွေကိုလည်းဖတ်ခွင့်ရပါတယ်။အင်္ဂလိပ်တို့ဖို့လောကကိုကြောပေးပြီးမထိုင်ရဲလောက်အောင် မလုံးကြုံတော့တဲ့နေ့ရက်များလို့တင်စားရမလားမပြောတတ်တော့ဘူးဒါချစ်လားသို့မဟုတ်ချစ်လို့ထင်မှတ်နေကြတာလားမိန်းကလေးတယောက်ကိုဘလို့နည်းနဲ့ရရကြရင်ပြီးစရံလားဒီလိုယောက်ျားမျိုးတွေကို30ပုံမှာဘလို့ခေါင်းစဉ်အောက်မှာထားပြီးဘလို့စရင်အင်ထဲသွင်းထားရပါကဘာကျော်ရမယန္တာဇက်တော်ကြီးတွေကတတကြီးကလူတော်လူချမ်းကြီးဖြစ်ထင်ရှားပါတယ်သူတိတော်ဒေဝီကိုခိုးယူသွားပြီးတဲ့နောက်မှာ တင်းဟိုကျောင်းမှာထားစီစဉ်ကဒီတီရာတီဗီကိုလောက်ကြားနေတာမတုတ်ခဲ့ဘူး။ဘယ်လိုနည်းနဲ့လဲရရဆိုပြီးအာရမတွေအောင်းလန်းနေနဲ့မကြိုးပမ်းခဲ့ဘူး။ဒီလေလုံစော်စည်းဝါစားတောက်တွေကြောင်းများစားတွေဓာတ်တော်ကြီးပြန်ပြန်ချတော်လीမှာမသိ။ဒီကနေ့ရုပ်ရှင်ကျိုးကကာမကိုလှုံ့ဆော်ပါတယ်။အဝိဇ္ဇာပြင်စင်တွေကယမက်ကိုနှိုးဆော်ပါတယ်။အကတွေကတဏှာကိုညှို့ညှို့ပါတယ်။ ဒီထဲမှာမဆေးပြားတွေစိတ်မှုတ်တွေစားတောက်တွေတဲ့မိန်းကလေးတယောက်ကိုအမျက်တနှိုးတံပိုးထားပြီး အချစ်ကိုခန္ဓာကြီးကျင်အောင် ဖွင့်ဆိုတဲ့တခါကအချစ်ကပြများ အချစ်တခြင်းများအချစ်ဝတ္ထုများကိုကျွန်တော်တတိယရေမဆုံးပါလေတော့နောက်တစ်ပုဒ်ကတော့ရေအိုးလဲခွဲမယ်တစ်ကြသည်လဲခိုးမယ်တဲ့တခါကအီယာရီမြကြီးမှဒီမျက်လက်တက်တစ်ခုဖြစ်ခွဲထွက်သွားတဲ့ငဝေမြကို ညကနေတောင်ကိုကျွန်တော်စုံစမ်းခဲ့ဘူးတယ်။လေးမျက်နာတို့အိုင်တပြူတို့ကိုကျွန်တော်ပြီးတော့ငတိုင်းချောင်းမရောက်တဲ့ရောက်တဲ့မှာငတိုင်းချောင်းနဲ့မျက်စောင်းတို့နေထားမှာငဝေးမြင့်ကြီးရဲ့အနောက်ဘက်ကဘာပေါ်မှာရက်တီနေတဲ့ရွာကြီးတရွာကိုဆက်လေဘောကမိတ်ဆွေကလက်ညှိုးညွန်ပြတယ်။ "तू ကအဲ့ဒါတောင်ကြီးပဲ။ကြည်စမ်း။ကျွန်တော်စိတ်တွေလှုပ်လှုပ်ရှားရှားဖြစ်သွားလိုက်တာ။ဒါဆိုတီရွာကဆရာကြီးဒေါက်တာတန်းထွန်းရဲ့စာတီကျေးရွာကလေးပါပဲလား။အိုးရက်ကယိုးမရဲ့အိမ်မှာ 1923 April 6မှာမွေး2005 November 30မှာနေစာရောက်ခင်းရှာတဲ့ဆရာကြီးဒေါက်တာတန်တွန်ကသူ့ဘဝတသက်တာလုံးကိုတပိုင်းပညာရက်ထဲမှာနှိမ့်ညွှန်ထားခဲ့တဲ့ပညာရှင်ကြီးဖြစ်တယ်။မအအောင်တို့တမိုင်းကိုသင်ရပါတယ်ဟုဆိုလေသူဆရာကြီးဒေါက်တာတန်တွန်။လက်တစ်ဖက်ကကလေးပကတ်ကိုပိုင်ရင်ကျန်တစ်ဖက်ကစာရင်းနေကြရပါတယ်ဆိုတဲ့ဆရာကြီးဒေါက်တာတန်တွန်။မိသည်အလောက်ကိုမစိုးကောင်းကောင်းစာရွေးကောင်းကောင်းဆုံးတတ်ပါတယ်ဆိုတဲ့ဆရာကြီးဒေါက်တာတန်တွန်။ ကိုနဲ့အတူနေတဲ့သူကိုစိတ်မစင်ရစင်ဟူသောမူနေနေထိုင်ခဲ့ပါတယ်ဆိုရဲဆရာကြီးဒေါက်တာတန်းထွန်းဒီစာအုပ်ကဖက်ကောင်းမယ်လို့အာပမခံလို့ဆိုပြီးကိုစာအုပ်ကိုကိုရင်ညွှန်းခဲ့လေသူဆရာကြီးဒေါက်တာတန်းထွန်းသူ့နဲ့ထုံနေတော့ဆရာကြီးဒေါက်တာတန်းထွန်းတယောက်ပြုစုရေးသွားသွားခဲ့တဲ့စာအုပ်စာရင်းကဖြင့်ဒုနဲ့ဒန်နဲ့ကိုပဲချန်ရင်ခဲ့ပါလိမ့်တယ်ကျွန်တော်မှာသူတို့နဲ့ကျွန်တော်ဆိုတဲ့စာအုပ်ကလေးတော့ရှိခဲ့ပါတယ် ီစာကလေးထဲမှာဆရာကြီးဒေါက်တာတန်ထွန်းရဲ့ပုံရိပ်တစ်စွန်းတစ်စကိုဖမ်းမိနိုင်ပါတယ်။သူစင်က1965ခုနှစ်အလွန်အများနှစ်များအလွန်မန္တလေးတက္ကသိုလ်မှာဆရာကြီးတာဝန်ထမ်းဆောင်နေစဉ်နေ့ရက်များဖြစ်ပါတယ်။ဒီနေ့ရန်ကုန်တက္ကသိုလ်စီးနှိပ်စီဝင်းမှာကျောင်းသားပြဿနာတရက်ကိုတင်ပြပါတယ်။ကျောင်းဆောင်ပေါ်ကတောက်ရီအိုးကိုကျောင်းသားတယောက်ကပြစ်ချပြီးခွဲပြစ်လိုက်တဲ့အတွက် အရေးယူမိပါရန်ဆောင်မှုက တင်ပြလာခြင်းဖြစ်ပါတယ်။ထိုစည်းနေစည်းဝေးမှာစာရေးစရာ၊သတင်းစာစရာ၊လူမှုဥလာလည်းပါတယ်။ပမခကျောင်းဥလာရွှေလည်းပါဝင်တော့မိခဲ့တော့အရေးယူမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဆရာကြီးဒေါက်တာတန်ထွန်းရဲ့သဘောကိုမေးမြန်းလာပါတယ်။စည်းနေရှိပုံကိုချိုးကမှတ်လောက်သားလောက်ရှိပါအောင်ထိုကြောင့်သားကိုကြောက်ထုတ်ပြဖို့ဆန္ဒရှိနေကြတဲ့အခြေအနေလည်းဖြစ်နေပါတယ်။သို့တော့ ဆရာကြီးဒေါက်တာတန်းထွန်းရသဘောထားဟုပဲဆိုရမလားအကျံပြုတ်ချက်လိုပဲနာမည်တက်ရမလားဘာမှမသိတဲ့တောက်ပြန်ဖို့ကပွဲပြတ်သွားတယ်လို့ဆိုပါတယ်ဆရာကြီးကထိုเจ้าသားကိုမြည်တို့အပြစ်ပေးလိုက်ပါလို့တရားမဆိုဘူးသူကသူပြန်လဲရင်ညွန့်ပြီးတော့ခြံကောင်တက်ကတော့မှာနေ့စဉ်အိုး၁၀လုံးလောက်ခွဲလေရှိခဲ့တဲ့တမိုင်းเจ้าသားတယောက်ကတော့အခုခါတမိုင်းပါမခါဖြစ်လာနေတာပဲလို့ပြောချလိုက်တဲ့အခါမှာဝေါငင်းတဲ့ရည်တံများနဲ့အတူပွဲပြီးသွားခဲ့ရကြောင်းပဲဖြစ်ပါတယ် ဒါကတရင်စာဆရာဇာယိဆရာကြီးလူတုဦးလာရဲ့ပြန်ပြောပြချက်ကိုသူတို့နဲ့ကျွန်တော်စာအုပ်ထဲမှာမှတ်တမ်းတင်ထားခြင်းပဲဖြစ်ပါတယ်။ဒီစာကိုဖတ်ပြီးသွားတဲ့နောက်မှာအပြုံးနဲ့သူဆရာကြီးကိုပို့လို့ချီးကျင်သွားမိပြီးသူတို့လိုလည်းကြီးညိုသွားမိကြဝန်ခံလိုပါတယ်။ပြစ်မှုနဲ့ပြစ်ဒဏ်လူငယ်တို့ရဲ့ဘာသာဘာဝစွတ်တွတ်ပေတေချစ်တေနှစ်ကာလများမှာကျွလို့မိတတ်တဲ့အမှားယွင်းတွေကိုတရွေးသားမြပင် ခွင့်မလွန်နိုင်သောစိတ်ဖြင့် စီရင်ချက်အကြီးကြီးတို့ကိုချပြစ်လိုက်ခြင်းအားဆရာကြီးဒေါက်တာတန်ကျော်ကလက်မခံကြောင်းမင်ဖြစ်ပါတယ်။မေတ္တာနဲ့ရှင်မီပြုပြင်ဆုံးမတိန်သွင်းခေါ်ဆောင်၍ရသည်မတိန်သွင်းခေါ်ဆောင်ခြင်းဖြင့်ထိုလူငယ်လမ်းကြောင်းမှန်ဘောကိုရောက်ရှိသွားတဲ့အခါမှာအကျိုးကျေးဇူးများနိုင်သည်ဖြစ်လျာဘဝတွင်ကြိုးကြည်သွားအောင်ထိခနဲ့ရှိအေးပြူယူပြစ်လိုက်ခြင်းမျိုးကိုဆရာကြီးဒေါက်တာတန်ထွန်းသဘောပတူပုံပဲဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်မှာတော့ရေအိုးခွဲခဲ့တဲ့ကောင်ကလေးကို เจ้าကနေများထောက်ပြလိုက်ခင်မိရင်ဒေါက်တာတန်တန်ထွန်ဖြစ်လာနိုင်ပါမလားဆရာမြတ်တန်တင်ရဲ့လောင်မင်းကိုထရန်ပေါင်းမကြည့်ခြင်းမှာတော့ဆရာကဂျွန်ရက်စကင်ရဲ့စကားတချို့ကိုကောက်နှုတ်ဖော်ပြခဲ့မှုပါတယ်ဂျွန်ရက်စကင်ဆိုတာက1819မှာဝေးပြီး1900ပြည့်နှစ်မှာကွယ်လွန်သွားတဲ့အင်္ဂလိပ်နုပညာနဲ့လူမှုရေးကောင်းဆောင်ဖြစ်ပါတယ်1852အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီး ဗြိတိရှ်အင်ဖရာကိုချက်ထွင်နေချိန်မှာဂျွန်ရက်စကင်ပြောခဲ့တဲ့စကားတွေတဲကတစ်ချက်ကိုကောက်နှုတ်ဖော်ပြလိုပါတယ်။ကြီးမြတ်တဲ့လူမျိုးတစ်မျိုးကတစ်ကြသည်6လုံးလောက်ခိုးမိတာနဲ့ကလေးတွေကိုထောင်ထဲမပုတ်ဘူးဆိုတဲ့စကားပဲဖြစ်ပါတယ်။ဆရာကြီးဒေါက်တာတန်ထွန်းနဲ့စိတ်နေသဘောထားချင်းတူမျှနေလိုက်ကြတာ။ငယ်ရွယ်သောညဉ့်နယ်သောဘဝတွေ့ကြုံကြွယ်ကြွယ်ဝဝမရှိရှာသေးသောသို့သောမိုက်မဲသောစုပ်ပေသောကြည်ကံကံနိုင်သောအရွယ်တိုက်ခြင်းသော လက်မောင်းကြွက်သားကိုညှစ်ပြခြင်းတော့လူလင်တို့လုံမတို့ကကျွန်တော်တို့အနီးဝင်းချင်မှာရှိနေပါတယ်။သူတို့ရဲ့တဘွားစာမှတ်ကြော်လို့ဆိုပြီးအပြစ်ပေးကြမလား။ခွင်းလွန်နာချစီယုံပြီးလမ်းကြောင်းမှန်ရှိရာကိုတွန်းပို့ကြမလား။ကျွန်တော်သာပြန်လဲငယ်ရွယ်၍ပြန်လဲမိုက်မဲခဲ့မိတော့တောက်ရီဦးကိုခွဲချင်ပါတယ်။တင့်ကြသည်ကိုလည်းခိုးချင်ပါတယ်။ဆရာကြီးဒေါက်တာတန်းထွန်းရဲ့အရှိမပေါ့။ဂျွန်ရက်စကင်ရဲ့အရှိမပေါ့။ နောက်တစ်ပုဒ်ကတော့စိတ်သက်တည်ရှင်ဟင့်အင်းသမားငယ်ရုံးရွယ်ရုံးသွေးကြွရုံးရွယ်ဟုဆိုကြပါစို့စင်းပင်ကြောင့်ကောတက်တူထိုးဖို့ကလည်းစိတ်ကူးပေါ်သည်ဟုဆိုကြပါစို့အယောက်ကြီးကြီးမမတွေကိုမထိုးပဲဆက်လုံးကလေးတစ်လုံးစားနှလုံးစားလောက်သာထိုးမယ်လို့ရည်ရွယ်ထားသည်လဲဆိုကြပါစို့ခြားတဲ့ရွယ်လူငယ်များစုရွေးများတဲ့ဇက်ကလုံးကတက်တိဆိုတာပဲဖြစ်တယ်လမမမတက်တိလက်ကမမတက်တိလက်ပြမမတက်တိရင်ဘက်ပေါ်မှာတက်တိ တရားပါတတ္တိတွေကိုဘလုံးမှဖြတ်မရပါလေတော့ညီသူကိုရင်ဆိုင်မယ်ထိုးနှက်မယ်တိုက်ခိုက်မယ်ခြေမုံမယ်ဆိုတဲ့အနှဲ့အဓိပ္ပာယ်ပြုတ်ပတ်များနဲ့တတ္တိကိုနားလည်ခဲ့တဲ့အရွယ်မတိုင်မီနေရများနောက်တော့ဟူနာဆက်ဆက်ဒီနာဆက်ဆက်နဲ့စာအုပ်တွေဖတ်ပြလာတဲ့အခါမြမစကလုံးတက်တည်နဲ့ညီညွတ်တဲ့ courage ဆိုတဲ့စကလုံးတက်တွေ့တယ်သူတစ်လုံးနဲ့တော့မဟုတ်ဘူး intellectual courage moral courage ပထမဇာကလုံးကိုညာနာတတိဉာဏ်တတိလို့ပဲဆိုကြပါစို့ဒုတိယဇာကလုံးကိုလည်းကိုချင်းတရားတတိစရိတတတိလို့ဆိုကြပါစို့ထိုတတိနှမျိုးနဲ့မှာလူတရားကိုတပိုင်းကအဆုံးဖြတ်ပေးသွားတာက moral courage ကိုကိုချင်းတရားတတိစရိတတတိစိတ်တတိဆိုပါလားကိုခန္ဓာရေပြောင်းပေါ်မှာရေးထိုးထားမိတာတွေကဘယ်လိုတက်သည့်အမျိုးအစားပါလဲ။ဘောချောင်ဆန်အကြောင်းတွေကိုအခုနေတဲ့ဘလူးပြန်ဖတ်ရတော့ ရွှေဘူကအငိတ်မသမီညွညွစိန်နဲ့ကိစ္စကိုပါတိခွင်ရတယ်။1949ခုရွေးကောက်ပွဲအကြိုကာလဖစားပါလာဖွဲ့ချုပ်မဲဆွေရွေးတော်ဘူချုပ်တို့ရွှေဘူမြို့ကိုရောက်သွားစဉ်ဦးစံထွားရဲ့တိုင်မှာရွှေဘူညွညွစိန်အငိတ်ဖွဲ့နဲ့ဧကန်တယ်လို့ဆိုပါတယ်။ဒီမှာညီဝဲစီစဉ်သူတွေကအငိတ်မသမီကိုချင်းကပ်လို့ဘူချောင်စံလက်ကိုရအောင်ဆွဲနိုင်ဖို့နဲ့ဆွဲနိုင်ရင်စုဝင်90ချက်စုချင်းပြင်မဲ့အကြောင်းနှိမ့်နိုင်ပါတယ်။မင်းသမီးကလည်းဆွဲဖို့ကြိုးစားတယ် ရင်းကိုရိုက်မိသားသူဘူကြောင်ဆိုင်ကမင်းသမီးကျုပ်ကိုဆွဲလာရင်လားလောက်ဖို့တော့မကြိုးစားနဲ့ကျုပ်မှာကာမပိုင်ရှိတယ်။မက်ခင်ကြီးကြားရင်စိတ်ဆိုးသွားလိမ့်မယ်စသည်ဖြင့်ပြောင်းကြံကြောင်းစာမျက်နှာများအပေါ်မှာကျွန်တော်တို့ဖတ်ရှုကြရပြီဖြစ်ပါတယ်။ဒီလိုစိတ်သက်တည်မျိုးကိုပဲ moral courage လို့ခေါ်နေကြခြင်းဖြစ်ပါတယ်။အများတီပီဖြစ်တဲ့တာရကတစ်ခုထပ်ဆင်းတင်ပြလိုပါတယ်။ဆရာကြီးတခင်ကိုရောမိုင်းရဲ့ moral courage 1920ခုနှစ်မှာဝက်လုံတော်ရဦးမေအောင်ကဆရာကြီးထံကိုချဉ်ကပ်လို့ဘုံတော်ဝက်ရတုတပုတ်ရေးဖွဲ့ပေးဖို့မိတ္တရခဲ့တယ်။အင်္ဂလန်နိုင်ငံမှာရှိတဲ့ George ဘုရင်ရဲ့တာကြီးဝေးလာမင်းသားကိုချီးကျူးဖွဲ့ဆိုရမယ်ဘုံတော်ဝက်ရတုစုငွေကအသက်ပြားတထောင်သို့သောဆရာကြီးတခင်ကိုရောမှာ hit in လောက်ခဲ့ဒီကိုအားလုံးသိပဲဖြစ်ပါတယ်။နှစ်ဆရာစုရဲ့ထူးခြားဆုံးလူသား Man of the Century Einstein ယူဘဝိဒါဆိုင်ရာနိုဘယ်ဆုရှင် Einstein ထိုအဗတ်အိုင်စတိုင်းဟိုဒီကကဘာတိအစ္စရေးနိုင်ငံတီထောင်ကာဆာကနိုင်ငံရေးကောင်းဆောင်ဒေးဗစ်ဘင်ဂူရီယန်ကအစ္စရေးသမ္မတလုပ်ပေးဖို့အတွက်ကျူးလူမျိုးဖြစ်တဲ့အိုင်စတိုင်းကိုကမ်းလှမ်းပါတယ်အိုင်စတိုင်းဖြေကဟင့်အင်းဆလပန်နိုင်ငံရဲ့အမျိုးသမီးသမ္မတဟောင်ကိုရရှန်အကွင်ညိုဆိုလဲဟင့်အင်းနာမည်ကြီးပါတယ်သူဖိလစ်ပိုင်သမ္မတဖြစ်နေစဉ်နိုင်ငံတော်ကမစီဒီကပေးပါတယ်ခွင်းတို့ကဟင့်အင်းသမ္မတတန်6နှစ်ပြည့်စဉ်သမ္မတတန်တစ်ချိန်သာရှိထားတဲ့ဥပဒေကိုပြင်ဆင်လို့ နောက်ထပ်သက်တမ်းတစ်ကြိမ်ဆက်လက်အုပ်ချုပ်ဖို့ဝန်ဝင်အကြံပေးတော့လဲဟင်အင်းဟိန္ဒူကြီးစိုးတဲ့အိန္ဒိယနိုင်ငံမှာရှက်ရှက်ပါပါအစ္စလမ်တမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူအဗ်ဒူကလမ်ဆိုရင်လည်းဒုံးပြန်အင်ဂျင်နီယာဒုံးပြန်လက်နက်စီမံကိန်းဦးဆောင်သူသူတေသနာရဲ့အကြီးအမှု PhD သင်တန်းစရာစသည်စသည်ငယ်ငယ်ကလေးတွေကသူ့ဖခင်ကရုမူကြီးကဘာလက်ဆောင်မှလက်မခံနိုင်ရဲ့လို့ဆိုဆုံးမခဲ့တဲ့အတွက်ဘယ်လက်ဆောင်ကိုမှလက်မခံခဲ့တဲ့သူ ဒုသမရတက်တန်က2002ခုနှစ်ဇူလိုင်24ရက်မှာစလို့2009ခုနှစ်ဇူလိုင်24ရက်ကနေတက်တန်ကုန်ဆုံးပါတယ်။သို့ဖြစ်တော့အိန္ဒိယသမရအာတူကလန်သမရနန်းတော်ဘောကဆင်းတဲ့နေ့က2009ဇူလိုင်25တရက်ကလေးပါပုံကနေဟင့်အင်းတကယ်တော့အမျိုးမျိုးသောဖျားယောင်းသွေးဆောင်မှုတို့ကိုဟင့်အင်းလောက်ရတာကတော်ရုံတန်ရုံစိတ်တက်တီကိုချင်းတရားတက်တီနဲ့မလွယ်ကူလားပါ။ ိုးချောင်ဆိုင်ကသူကမပိုင်မဟုတ်တာကိုဟင့်အင်းဆာကြီးကိုရောမိုင်းကသူမယုံကြည်တာကိုကြပြအခွက်ပေးဖို့ဟင့်အင်းအိုင်းစတိုင်းကသူအလုံးမဟုတ်တဲ့သမရယာရုကိုဟင့်အင်းဖလပိုင်သမရကိုရာဇာကွီနိုကအဆောင်ရောင်ခဲနာမစီဒီကာကိုဟင့်အင်းအိန္ဒိယသမရအဗ်ဒူကလမ်ကလက်ဆောင်ပစ္စည်းကိုဟင့်အင်းသမရအိမ်မှာနောက်တရက်ထပ်နေလို့ဟင့်အင်း ဒီလိုဟင်းအင်းလောက်ရတဲ့စိတ်တက်တီကို moral courage လို့အမည်ပေးခဲ့ကြခြင်းဖြစ်ပါတယ်။ကဘာကလည်းဒီလိုဟင်းအင်းလောက်ရဲသူတွေကိုသာခင်ဆက်ဆက်တတိတရလွမ်းဆွနေခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ဤပြားပေါ်မှာသာတက်တီလို့ဈေးမင်းအောင်ထိုးထားတာမျိုးမဟုတ်ပဲစိတ်ဝိညာဉ်လက်ပြားပေါ်မှာပါအဲ့ဒီတက်တီကိုဈေးမင်းအောင်ထိုးထားလိုက်ခြင်းဆန်းပါပြီ။နောက်တစ်ပုဒ်ကတော့ နော်ရုနဲ့ဖို့စော်ကဲရဲ့တဲပြက်နော်ရုဆိုတဲ့နိုင်ငံငယ်လေးတနိုင်ငံရဲ့အကြောင်းကိုမကြာခဏကြားရလေရှိခဲ့သည်ပါကျွန်တော်တို့မိတ်ဆွေစားရေးစရာတောင်ရဲ့နှုတ်ပြားကပဲဖြစ်ပါတယ်သူစပီဟောပြောဝဲဆင်မြင့်ကနေဟောပြောတဲ့အခါမှာမကြာခဏဆိုသလိုဒီနော်ရုနိုင်ငံလေးအကြောင်းပါပါတယ်နော်ရု NURU သို့မဟုတ် any oriaro လို့စလုံးပေါင်းလေးရှိတဲ့ထိုနိုင်ငံကလေးကကျွန်းနိုင်ငံကလေးမြတ်တာဖြစ်ပါတယ် ဖရှိဘိတ်သဘောကြရဲ့အလဲကတန်တာကျုံကလေး area to yan မှန်ဆယ်မိုင်တောင်မှပြည့်တဲ့ဘဲဥပုံကျုံကလေး equator မြင်းရဲ့တောင်ဘက်မှာကပ်နေတဲ့ကျုံကလေးဒီကျုံနိုင်ငံလေးရှိရာကို1998ခုပြတိချတော့ရောက်လာခဲ့ပြီး1888ခုမှာဂျာမနီကသိမ်းပိုင်လိုက်တာ1914ကျတော့ australia လေးအကူကြရောက်သွားခဲ့မြန်တာဒုတိယကမ္ဘာစစ်အတွင်းကတော့1942ကနေ45ဒီဂျပန်လက်အောက်ကိုရောက်သွားတာ။ ်ထို့နောက်ဩစတြေးလျနယူးဇီလန်နဲ့အင်္ဂလန်နိုင်ငံတို့ရဲ့ကြီးကြပ်မှုနဲ့ကုလသမဂ္ဂလက်အောက်မှာခိုးလုံနေထိုင်ခဲ့ပြီး1968ခုဇန်နဝါရီ31မှာလွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့ပေါ်ထွန်းလာခဲ့တာစသည်တို့မှာတပါကျွန်တော်တို့နိုင်ငံငယ်လေးရဲ့အကြောင်းကိုကျွန်တော်သိမသိလာပါသို့တော့တဘာဝတည်ရန်စာသားကိုဖေတော်မမကုံနိုင်မခန်းနိုင်တဲ့တိုင်းပြည်ရဲ့နာဖြင့်ယူဆလို့ထုံယောင်းစားလာကြရတာကနောက်မှမွဲပြားကြသွားတဲ့နိုင်ငံတခုဖြစ်စိတ်ထဲမှာ ဆွဲနေပါတယ်။နော်ရုနိုင်ငံလေးက phosphate လို့ခေါ်တဲ့မီးစုံတတ်ပါတဲ့သဘာဝမြေဩဇာ drop out နေပြည့်နှံ့နေတဲ့နိုင်ငံလေးဖြစ်တယ်။သို့ဖြစ်တော့ဘာမှပြင်ပမှန်မှန်တွေးခေါ်ကြံစီလောက်ကန်စားတောင်းနေကြမလို့သဘာဝကပေးထားတဲ့တရားစတာဖြစ်တဲ့ phosphate ကြောရတဲ့မြေကြီးကိုတူပြီးရောင်းစားနေကြရုံဒီမှာရဲ့နော်ရုကကမ္ဘာ့ချမ်းသာဆုံးနိုင်ငံတွေထဲကတနိုင်ငံနဲ့ဖြစ်သွားခဲ့။ဒူးချင်းဝင်ငွေကလည်းအမြင့်ဆုံး သို့သောတူးရင်းစွာရင်ကဒီဖော့စဖိတ်တထူတိုက်တွေကဂျိုးနိုင်ငံလေးရဲ့သဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးပြစ်လိုက်တယ်။နိုင်ငံရဲ့၈၀ရာခိုင်နှုန်းသောနေရာတွေမှာလူတွေချေချနေတယ်လို့မြင်ရတော့ဒေသခံငှက်မျိုးစုံတို့ခုနစရာအတိုက်မြုံတွေဖျောက်ဆုံးသွားကြတယ်။သူနဲ့နောက်ဆုံးမှာတူးစွာယုံငင်စရာ မရှိတော့တဲ့နော်ရုနိုင်ငံဟာအိမ်ချုံတွေ့ချောက်ကြုံနေသွားပါတယ်။ဒီမှာရင်မဲ့တိုင်းပြည်ရဲ့အနာဂတ်စီးပွားရေးအတွက်နိုင်ငံတကာအကူအညီကိုလှန့်ရှားရတဲ့နော်ရုဖြစ်သွားခဲ့ရပုံကိုတန်ဝေက ရပေါ်ရတွေ့ရှိနိုင်ပါတယ်။နိုင်ငံနဲ့လူမျိုးကိုဖွံ့ဖြိုးတိုးတက်အောင်မလုပ်ဘဲတဘာဝကပေးတဲ့ရင်းမြစ်ကိုတူးရောက်တဲ့နော်ရူဖြစ်ကကြောက်ကမန်းလေးလေးပါပဲ။အမီမတိစာဆိုတော်တို့ရဲ့လက်ရာကြပြလင်္ကာတွေထဲမှာလူသိများတဲ့ကြပြတပုံရှိပါတယ်။အခြေခံပညာကျောင်းသုံးစာအုပ်တွေတင်တာမကပဲနဲ့ဘူစာအုပ်ဒီစာအုပ်တွေထဲမှာလည်းမချာကနာပါဠိပါဒရှိတဲ့ကြပြလေးတပုံဖြစ်ပါတယ်။ဘူစော်ကဲလို့အမီနဲ့လူသိများတဲ့ကြပြဖြစ်ပါတယ်ကြည်ပါ။ လွမ်းမပြေမန်းမြေတမီတော့ကမ်းခြေမှာဆန်းရင်ကြတဲ့နဲ့ဖြန့်လေးကတသုံးသုံးတဲတစ်ဖက်ဆွဲဖြက်ကအလင်းလူရော့ထင်ကီအိုရပင်ကြီးမှာမိထဲကလုံးမပူပေါင်းနောက်စီကချမ်းရော့ထင်အဖြူဆောင်ခောက်ထီချမ်းကိုလာလွမ်းတဲ့လူလွာကချုံပါမငုံပါလို့နှုပါကွန်းဘေးအိတ်ကိုရှုစိတ်လေးကနားမှာထိုးပါလို့တောင်ရုံမှာပါတာပြောကြအမောကဖူးစော်ကဲတို့မှာ ကိုရင်ကနင်းမြူမမဆဲခင်ကတဲ့ဖြစ်တယ်လဲ။ကြ བྱ ာနဲ့ကရှင်းပါတယ်။တဲတစ်လုံးနဲ့ကင်းမျိုးသားအိုကြီးတရား။ကင်းအိုကြီးကကိုနုပါလီပါမောင်ကုန်လို့ဘေးအိတ်ကလေးထဲမှာလက်ကိုရှုလို့ဆက်လိုက်တိုးလေးကိုနားကြမှာထိုးလို့အဖြူရောင်ဆောင်ကျန်းလေးတစ်ထည်လဲကိုယ်ပေါ်မှာနှမ်းချုံလို့တဲနဲ့မလန်မကန်စီမာကဆန်းချောင်းလေးတစ်ခုကစီစဉ်လို့စောင်းလေးလေးကလည်းတသုံးသုံးတိုင်းလို့တောင်ရိုးတစ်ချောက်ကွင်းမြေအနှံမှာနေမျိုးတွေကလည်းထူးထူးထက်ထက်ကြားလို့ကင်းအိုကြီးကချမ်းတန်ကို တူပါရန်လုံကတဲတစ်ဖက်ကိုဆွဲဖြတ်ပြီးမိဘုံနဲ့ထိုးထည့်ပြီးမီးလုံနေခဲ့တဲ့။ဩမရှိပေသမုတ်တရားလည်းကနော်ရုနိုင်ငံကလေးလူကျွန်တော်တတိရလိုက်တာ။ချင်းမရှိလို့ခြံစည်းရိုးကိုချိုးမီးထိုးပြီးထမင်းုံဟင်းအိုချက်နေရတဲ့မြင်ကွင်းမျိုးခြေလက်တော်ရရင်းစီမှာတွေ့ရတတ်တယ်။ဖိုးစော်ခဲကြပြားလေးကလိုပဲ။လက်တလောအေးဒဏ်ကို တူပါဖို့ကိုတဲကိုဖြတ်မီးထည့်လုံရတဲ့အဖြစ်ကခြေကွဲဖို့ကောင်းပါလေ။ အနီးကပြဿနာကိုဖြေရှင်းဖို့အနာဂတ်ကိုမျှော်မကြည့်နိုင်တဲ့လောက်ရက်တွေနော်ရုကဒီသင်ခန်းစာပဲဖြစ်ပါတယ်ကို့မြေကို့ရေကို့ကြောက်တံပရမညာကို့တော်ကို့တောင်ကို့တီးနံကို့တိဥတိဖို့တွေကို မထိန်သိမ့်နိုင်ပဲမထိန်သိမ့်ပဲတဘာဝပံဝင်ခြင်းကိုဖြတ်ခံလို့လူရောငတ်ပါနေစရာမရှိတော့အောင်ပတ်စံရှာကြရာကနေချမ်းသာဆုံးဘဝကနိုင်ငံတကာကိုကယ်ပါလို့အကူအညီတောင်းခံရတဲ့နော်ရုရဲ့ဖြစ်ကခြေခွဲစရာဖြစ်ပါတယ် ချမ်းကျင်တာလောက်ချမ်းပါစေဖို့ဆောင်ခဲ့ရင်တဲ့ဖြက်ကမိတဲ့တော့ထက်မလုံလိုက်ပါနဲ့သိစရာလေးညာကြီးရလိမ့်မယ်လို့ထင်ပါတယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါတယ်ချင်းကျေးဇူးတင်ပါတယ်ချင်းချပါတူတာတူတာကတော့ရောပေတာမှာဆုံးကြမယ်နော်နေတော့တူတာလေးမှန်တိုင်းပြောမိသွားသည်လားအဲဘဲမတရိရလဲတော့ဒီနေ့ ဆက်တနာရီကော်ဖီချိန်ချမှတတိယကိုရှင်ညာအဲလေးဆိုကိုရှင်တာပါနှုတ်ဆက်ဟိုဖီနစ်ကိုဖီနစ်ဆော့ပါမှာချစ်လို့ပါအိမ်မနေစီမခေသရီမမေဟူကိုဖိုင်အာကိုဖိုင်ကိုဖိုင်ကိုဖိုင်တော့ပြည့်လေးဆိုအိမ်မပါနှုတ်ဆက်အဲလေးကိုရှင်ညာ WW မချစ်လို့ပါကိုလီကိုလီကိုရှင်ညာ trong trong cô lý cô suy à cô ta trái cô suy nhà đồng lưu trong ngõ cô suy nhà cô lý cô trai cả mẹ hú cô ta trái mommy bà ngươi này mình của này mình bắt như gì 妈咪爸，是妹妹为妹妹啊，妹妹啊。姑爷妈，姑爸爷奶奶啊，妈爷奶奶，姑爸姐，姑爸爸点啥嘛？我给对。Sorry，老杜大爷，嗯。ဟုတ်ပဲရတရားအချိန်ကြာနတ်စက်တရားနေရာတော့လုံးဝကိုပဲစောက်ထိုးကြီးတောင်မှပုံစာရဲ့ revenue card က chart ကပြုတ်ကြတာလုံးကြပါအောင်သူတော်နည်းနည်းလေးမြများလေး ိုဟာလေးလုံဝေးကြပါအောင်အပိတ်ကြပါအောင်အဲဆိုအားလုံးပဲတက်ပါရောပရိတာမှာပြန်ဆောင်မယ်နော်၅နာရီခွဲမှာ